ချူဘူလာဘက်ထရီယာဂျင်အိုလာကျွန်တော်တို့ဘက်ထရီဆိုင်ကိုသတိထားမိသူတွေအသိကြမှာပါကျွန်တော်ချူဘူလာဘက်ထရီကိုတော်တော်များများရောင်းချခဲ့ပူပါတယ်ဒီလိုရောင်းချပြီဆိုကြတဲ့ကသူ့ကိုကျွန်တော်စလေးလာတဲ့အခါသူ့ရဲ့ဘက်ထရီသက်တမ်းသည်9နာရီနဲ့10နာရီကြာမှရှိတယ် battery performance ဒီကျွန်တော်တို့ကားဦးတွေထည့်ပို့ပြီးတော့အသုံးခံတဲ့သူဒီ social power အဲ sorry solar power system နော် industry ရဲ့ application ပေါ့နော်ဒိဆက်ရုံတွေအတွက်အစဉ်မြေတဲ့အသုံးဝင်တဲ့ battery ဖြစ်တယ်ပေါ့နော်ကျွန်တော်အဲ့ဒါတွေကိုလေ့လာပြီးမှတင်ခဲ့တာဖြစ်ပါတယ်နောက်တစ်ခုသူ့ရဲ့အားသာချက်ပေါ့နော်ကျွန်တော်အကြိုက်ဆုံးတစ်ချက်ကတော့ low maintenance ပါသူ့ရဲ့ပုံမှန်အသုံးပြုနေရင်လည်းဒီ asset အနေအထားကို စံကြည့်တခြားစံကြည့်ကယူဆိုင်ပေးနေရမှာပဲဘက်ထရီတက်တန်းကိုကြည့်ရှိခံသေးပါတယ်။အဆစ်အများကြီးခံသွားတဲ့ဆိုရင်ကျွန်တော်တို့ဒီသူ့ကိုဖြစ်မနေအဆစ်ပါဝါလဲပေးဖို့လိုအပ်တယ်။အဲဒါကြောင့်အဆစ်နည်းနည်းခံခံလို့ဘက်ထရီဒစ်စတေဝါတာဖြစ်ပြီးမယ်။ဒါလေးလောက်ပဲကယူဆိုင်ဖို့လိုတာပေါ့နော်။နောက်ထပ်တစ်ချက်ကတော့ကျွန်တော်တို့ debt or discharge ခေါ်တဲ့ duty ပေါ့နော်။ DOD က80%ဆိုတဲ့အနေအထားကိုပဲ online မှာပဲရိုက်ရှာရှာရှာလို့ရပါတယ်။နောက်တစ်ခုကျွန်တော်ဘတ်ချိုးတွေစားလာတဲ့အချိန်မှာလည်းသူတို့ဒီ DOD 80%နဲ့လာတာပါ။ဒါပေမဲ့ဘတ်ချိုးသက်တမ်းရေရှည်ခံမှုအတွက်ဆိုရင်တော့ DOD 900ရာခိုင်50ရာခိုင်နှုန်းနဲ့အသုံးပြုတာကပိုပြီးတော့အဆင်ပြေပါတယ်။ဒါကြောင့်ကျွန်တော်တို့50ရာခိုင်နှုန်းကိုပဲပိုပြီးတော့ညွန်ပေးလေးရှိပါတယ်ခင်ဗျာ။အဲ့မှာဘာကွာလဲဆိုတော့ကျွန်တော်တို့ ကားအိုးတွေကို၄ကားလောက်၃လကားလောက်အခန်းအောင်အသုံးပြုပြီးဆိုရင်အဲ့ဘက်ထရီတို့ဒီသိအဆင်မပြေတော့ဘူးပေါ့နော်တတိထားမိလား။ဒါပေမဲ့ဂျူကလာဘက်ထရီတွေဒီအခန်းနဲ့တန်ကိုခံနိုင်ဆန်းရှိပါတယ်။အခန်းသွားတဲ့ဆိုရင်သူဒီအဆစ်ပါပါပြုတ်သွားမယ်။အဲ့ဆိုရင်ကျွန်တော်တို့ဒီသူ့အဆစ်ပုံမှန်ရှိတဲ့အဆစ်ကိုတေချာလဲပြီးပြီးတော့အားကိုအသေးချာအပြေးဝရိုက်သွင်းပေးရုံနဲ့ဦးဒီ ပြန်ပြီးတော့အဆင်ပြေလာပါတယ်ဒါသည်ကျွန်တော်ရောင်းခဲ့တဲ့ဘတ်ထရီတို့ဝန်အိုးကိုကြည့်ပြီးပြောတာမဟုတ်ပါဘူးနာမည်ရှိတဲ့ brand အမကန်ပေးတဲ့ brand တွေကအဲ့ဒီလိုမျိုးပေါ့နော် user for ကြောင့်ပဲဖြစ်စေခလေးကြောင့်ရင်မိအားကြောင့်ဖြစ်စေအဲ့ဒါတက်လာတဲ့ order ကိုဆန်းသက်ပြီးတဲ့အချိန်ဒီမှာတော့ဒါသည်ဒီအချိန်အထိဒီလိုကောင်းလဲဆိုတာမျိုးကိုကျွန်တော်ဒီအသေးချာကိုသဘောတကျလက်ခံခဲ့တာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဘာလို့ဂျူဘလာကိုဂျင်းဦးလို့တမန်ကြတာလဲเนาะကျွန်တော်ရှိမှာဘာလို့ တနည်းခွနနည်းခွနဘာလို့ပြဿနာပေါ်တာလဲပေါ့နော်အဲ့ဒါကတော့ဂျင်းဦးလို့မပြောခင်မှာကျွန်တော်တို့ပုံမှန်ဦးတွေဘာလို့ပြဿနာပေါ်လဲမင်းကျွန်တော်တို့အသုံးပြုတဲ့ဘက်တရီအမ်ဘီယာသည်သုံးနေတဲ့အားနဲ့မမြားလို့ဖြစ်နိုင်တယ်အကြောင်းလဲဆိုတော့သုံးနေတဲ့အားကအရင်များပြီးအမ်ဘီယာကနည်းနေရင်လည်းဘက်တရီဟိုမှာပြဿနာတက်တက်ပါတယ်အဲ့ခါလေးကျရင်ကျွန်တော်တို့ကဘက်တရီကိုဝယ်လိုက်တယ်ဒါပေမဲ့ အာမခံပါမပါမကြည့်ဘူးဗရန်အဆင်ပြေမဖြစ်သေးဘူးပေါ့နော်အဲ့လိုအနေထားမျိုးမှာလည်းခလေးကြရင်အဆင်မပြေတဲ့ဗရန်တချို့ကြုံတတ်ပါတယ်ဒါကြောင့်ကျွန်တော်ကတော့ Jupiter Battery ဝယ်မယ်ဆိုရင်ကျွန်တော်တို့ဈေးကွက်ထဲမှာမြင်တွေ့နေကြဗရန်မျိုးကိုဝယ်ပါအာမခံပေးတဲ့ဗရန်မျိုးကိုဝယ်ပါနောက်တစ်ခုကအာမခံကဘလို့အာမခံလဲမေးပါနောက်ဆုံးတစ်ခုက Battery ဦးရဲ့ဝေချိန်ကိုလည်းသိချစစ်စစ်ပါလို့အကြံပေးပြသည် အာမခံကိုဘာအာမခံလဲမေးပါလို့ပြောခြင်းဟာတော့ဒါလေးကြာရင်ကျွန်တော်တို့တိကျကဒီဘတ်ကလို့ဒီအာမခံတနည်းပေးတယ်လို့တိကျပြီဖြစ်ကြတယ်ခရင်ကြကုမ္ပဏီကနေ6လပဲပေးတာလည်းဖြစ်တတ်ပါတယ်ဒါကြောင့်ဒီချက်ကိုကိုကတေချာသိမှသာလေဘတ်ကျိုးဘက်ကအဲရာတစုံတစ်ခုပေါ်တဲ့အခါကျွန်တော်ဘက်ကဖြည့်ရှင်ပေးနိုင်မှာဖြစ်ပါတယ်အဲကျွန်တော်တို့ဝယ်ယူထားတဲ့သူကပေါ့နော်ဒီဘတ်ကျိုးရဲ့အဲရာကိုဒီလိုလိုဖြစ်ပါတယ်ဆိုပြီးပြန်ပြီးတော့ဖြည့်ရှင်နိုင်မှာဖြစ်ပါတယ်ခင်ဗျာ ဘယ်လိုပဲပြောပြောပေါ့နော်လိုက်ဖို့ဖို့တွေဘယ်လိုပဲပေါ့ပေါ့ကျွန်တော်ကတော့ဂျူလာဘက်ထရီယာသူ့ရဲ့ဇီနုံလေးနဲ့ကျွန်တော်တို့အစဉ်ပြေတဲ့သုံးဆရလွယ်ကူတဲ့ brand တစ်ခုဖြစ်တယ်လို့လက်ခံသေးပါခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ